။ဘုရားသခင်ပေးသောကျေးဇူးတော်များကို လက်တွေ့အသုံးပြုကြဆို။ကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါရယ်။နိုဝင်ဘာလ19ရက်နေ့အတွက်ပါ။ရှင်လူကာအခန်းကြီး19ခန်းငယ်17မှ28ဒီကိုထောက်ရှုကြပါဆို။ဒီနေ့ကြားနာရမယ့်ဧဝံဂေလိကျမ်းစာဟာဘုရားသခင်ပြန်ကြွလာမြဲအချိန်ကိုစောင့်မျှော်နေစဉ်အတွင်းခရိယန်တို့ရဲ့ တောင်ဝတရားနှင့်သစ္စာရှိမှုအပေါ်ဆင်ခြင် သုံးသပ်ရန်ဖိတ်ခေါ်နေပါတယ်။ယင်ခရစ်တော်ဟာဂျေရုရှလင်မြို့အနီးကိုချင်ကပ်လာတဲ့အခါမှာယားသခင်နိုင်ငံတော်ဟာချက်ချင်းပေါ်လာလိမ့်မည်ဟုလူတွေကထင်မှတ်နေတာကြောင့်ဤဥပမာကိုမိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်ပထမတစ်ချက်အနေနဲ့ယားသခင်ပြည့်အပ်ထားတဲ့ဂျေဇုတော်တွေကိုကောင်းမွန်စွာစီမံခန့်ခွဲပြီး တာဝန်ယူမှုအပြည့်ရှိရပါမယ်။ပုံဥပမာထဲမှာပါလာတဲ့မင်းသားတစ်ပါးဟာကျွန်ဦးစီကိုဝီဒင်းကတပြားစီပေးခဲ့ပါတယ်။မမိမပြန်လာမီတိုင်အောင် အလုပ်လုပ်ဖို့လို့မှာထားခဲ့ပါတယ်။ဒီချက်ဟာယာသခင်ကကျွန်တော်တယောက်ချင်းစီကိုအနန္ထားတဲ့သုကျေစုတော်တွေအရေးအချင်းတွေအချိန်တွေပစ္စည်းဥစ္စာတွေကိုတုံးဖို့ အလေးပေးပြီးတော့ဖိတ်ခေါ်ပြီးတတိပေးနေတယ်ဆိုတာထောက်ရှုရမှာပါကျွန်တော်တို့ဟာကြောင်ယွန့်ခြင်းသို့မဟုတ်ဒီအရာကိုလွတ်လျူရှုပြီးတော့ကျေးဇူးတော်တွေကိုမမိအတွေ့ပဲတင်ထားမယ်မမိအတွေ့ပဲလောဘကြီးထားမယ်မတုံ့မယူဘဲနဲ့ရသခင်ရဲ့နိုင်ငံတော်ဒီတက်ခိုင်မြဲဖို့ ခြားသူတွေရဲ့ကောင်းကျိုးအတွက်တက်ကြွစွာယဉ်နီမြုံနှံတင်နေဆိုတာကိုဒီနေ့ထောက်ရှုရမှာပါ။ကျွန်တော်တို့ကဲတော့ဒုက္ခရောက်နေတဲ့အခြေအနေဒီမှာကျွန်တော်တို့ရဲ့နေရာဒေသအလိုက်ဒုက္ခရောက်တဲ့သူတွေကိုမိမိမှာရှိနေတဲ့ကိုယ်ပိုင်အရေးချင်းတွေပစ္စည်းဥစ္စာတွေအခြေအနေတွေနဲ့ကိုကြီးတင့်တယ်ဆိုတာကိုထောက်ရှုရမှာဖြစ် ဒုတိယအချက်အနေနဲ့ချက်ချင်းရလတ်တဲ့သစ္စာရှိတာကအရေးကြီးပါတယ်။ယခင်ကကျွန်တော်တို့တယောက်ချင်းစီကိုဆုလက်တွေပေးထားခဲ့ပါတယ်။လူသားအားလုံးကိုလမ်းတူညီမျှပေးထားခဲ့ပါတယ်။ပုံဥပမာထဲမှာငွေတင်းကအပြားစီရတယ်လို့ပဲကျွန်တော်တို့တယောက်ချင်းစီမှာအတူတူရရှိထားပါတယ်။ ဥမာထဲမှာပါတဲ့ဤအစီကံတွေဟာသစ္စာရှိဖို့ရည်ကြီးလာပါလေသူတို့ရဲ့သစ္စာဟာသူတို့ကိုအနန္တရဲ့ငွေတင်းများကအကျိုးဖြစ်တွင်းမှုအပေါ်မှာအခြေခံနေပါလေဒီအချက်ကိုကြည်ချင်းအပြည့်ဘုရားသခင်ဟာကျွန်တို့ကိုပေးထားတဲ့ဒီအရေးချင်းတွေထက်ဒီအရေးချင်းတွေအပြည့် ဒီပစ္စည်းဥစ္စာတွေအားဖြင့်ဒီအခွင့်အရေးတွေအားဖြင့်ရရှိလာမဲ့ရလက်ဒီရလက်အတွက်ကျွန်တော်တို့ဘလောက်ကြိုးစားအားထုတ်လဲဒီရလက်အတွက်ကျွန်တော်တို့ရဲ့နာခံမှုဘလောက်ရှိလဲဆိုတာကိုအောက်ရှုစီခြင်းပါတယ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာပါရမီတွေဟာ ဘာသူအတွက်အများအကျိုးအတွက်ဒုက္ခရောက်နေတဲ့သူတွေအတွက်အလုံးလုံးမှသာတန်ဖိုးရှိလာတဲ့အရာဖြစ်တယ်ဆိုတာကိုဒုတိယတစ်ချက်နေနဲ့ထောက်ရှိကြားရပါမယ်။ကျွန်တော်တို့ကိုပေးထားတဲ့ယုံကြည်ခြင်းတွေကျွန်တော်တို့အတွက်သိမ်းထားဖို့မဟုတ်ပါဘူး။လက်တွေ့ကျင့်ကြံအားထုတ်ဖို့ပဲဖြစ်ပါတယ်။လက်တွေ့ကျင့်ကြံအားထုတ်မှသာရရှိလာမယ့်ရလဒ်ကိုကြည်ပြီးတော့ဘုရားသခင်ကကျွန်တော်တို့ကို တစ္ဆာရှိတဲ့ငယ်သားကောင်းအဖြစ်သတ်မှတ်မှာဖြစ်ပါတယ်။တတိယတစ်ချက်အနေနဲ့ကြောက်ရွံ့ခြင်းနဲ့ကြိုးစားမလုပ်ဆောင်မှုရဲ့ရလတ်ကျွန်တို့ဟာပုံဥမာတွေကအစီခံတွေကဲ့သို့မှတ်ယူရပါမယ်။ကြောက်လို့ရာခင်ကိုကြောက်လို့ကျွန်တော်ရဲ့ ရရှိတဲ့ပညာအရေးချင်းတွေဥစ္စာပစ္စည်းတွေကိုဖွက်ကွဲထားလို့မရပါဘူး။ဒီကြောင်းရမှုကကျွန်တော်တို့ကိုကြိုးစားအားထုတ်မှုအတွက်အကျိုးဆိုးကိုဖြစ်ပေါ်စေပါ။ဧဝံဂေလိတရားတော်ကတာရှုံးခြင်းကိုကြောက်ရွံ့ခြင်းဖြင့်မကြိုးစားဘဲနေမဲ့အစားဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့လမ်းညွှန်မှုကိုယုံကြည်ကိုးစားပြီး နိုင်ငံတော်အတွက်ကောင်းကင်နိုင်ငံတော်အတွက်ယူဆပြနိုင်မှုရန်အတွက်ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ကြောင်းရွံစွာနဲ့ကျွန်တော်တို့ကဒီရရှိထားတဲ့ကျေးဇူးတော်တွေကိုအသုံးမပြုဘူးဆိုရင်ရခင်ပေးမဲ့အခွင့်အရေးတွေကိုကျွန်တော်တို့ဆုံးရှုံးနေဦးမှာဖြစ်ပါတယ်။ခွင့်အရေးဆုံးရှုံးနေတဲ့သူတွေရဲ့ကောင်းကျိုးအတွက်ကျွန်တော်တို့တွေလှုပ်ဆောင်ပေးကြရပါမ တို့အတွက်ဒီကြောက်ရွံ့မှုတွေကိုကြော်လွှားပြီးအန္တရာယ်တွေကိုရင်ဆိုင်ပြီးကြိုးစားပေးနေရမယ်ဆိုတာကိုတရားတစ်ချက်နေနဲ့ဟောက်ရှုနေပါမယ်။အဲဒါကြောင့်ကျွန်တော်တို့ဘုရားမှာမိမိကိုယ်ကိုပြန်လည်ဆန်းစစ်ဖို့လိုအပ်လာပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုပိအပ်ထားတဲ့သုကျေးဇူးတော်တွေစွမ်းရည်တွေရစီဥစ္စာတွေကပဲမှာလဲဒီသုကျေးဇူးတော်တွေကို ဘလို့အသုံးပြုနေတယ်လဲပုံမကောင်းမွန်တဲ့ညလက်တွေရဖို့အသုံးပြုသလားမိမိတယောက်ထဲတွေ့ပဲချမ်းသာသလားဒါမဟုတ်ရာခင်တာသမီတွေကိုချစ်တဲ့စိတ်အငယ်ဆုံးသောသူတွေကိုရာခင်ကဲ့သို့ရည်ရွယ်ပြီးတော့ကူညီဖို့အသုံးပြုနေပါလား ကျွန်တော်တို့ရဲ့ကိုယ်ပိုင်တက်တောင့်တက်တာရှိတဲ့ဘဝမှာပဲကျေနပ်ပြီးတော့ယေရှုတော်တွေကိုကိုးလောင်ထားပါသလားဆိုတာကိုဟောရှိရမှာဖြစ်ပါတယ်။ယောက်ချင်းကကျွန်တော်တို့ကိုအီအီအချင်းတွေကို အခြားသူများအတွက်အထူးသဖြင့်ဒုက္ခရောက်နေတဲ့သူတွေအတွက်အခွင့်အရေးများရှိတဲ့သူတွေအတွက်အပြေအဝအသုံးပြုဖို့ရန်အတွက်ဖိတ်ခေါ်နေပါတယ်။ ျွန်တို့ပြင်ဆင်ကြပါစို့သူသည်ဖြင့်ယခုကဲ့သို့ခက်ခဲနေတဲ့အချိန်ကာလတွေမှာဒုက္ခရောက်နေတဲ့ရက်တွေမှာကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဘုရားသခင်ပေးတဲ့ရည်ချင်းတွေယစီဥစ္စာတွေဉာဏ်ပညာတွေကိုကျွန်တော်တို့အတိုင်းဝိုင်းမြတ်တာပြေဝတဲ့မိသားစုကဘာအတိတ်တွေဖြစ်ဖို့တောင်မှာက ချစ်ချင်းမေတ္တာပြုဝတဲ့ဒီစိတ်နှလုံးအစ်စ်တွေကိုပြန်လည်ထူထောင်နိုင်စေဖို့ယူဆရမယ်ဆိုတာကိုဒီနေ့ကျမ်းစာတော်မြတ်အဖြစ်ထောက်ရှုရရဲ့ဟောအားယူကြပါစို့